ုတင်ဆက်ပေးမယ့်သတင်းကတော့ဆိုးရတဲ့ဆိုင်လေးတစ်ခုကိုမန်စီတီနီပြထမှန်ရရှိသတင်းပဲဖြစ်ပါတယ်။မဇီလီနီပြက်ကွာဒီယိုလာဟာနီပြဘဝမှာမရသေးဘူးလေဆိုးရွားတဲ့ဆိုင်ရင်တခုကို Brighton နဲ့တည်ကြတဲ့ပွဲမှာထမှန်ရရှိသွားခဲ့လို့သိရပါဗျ။ Brighton နဲ့ပွဲမှာပေးခဲ့ရတဲ့ပေးကိုနှစ်ခုကြောင့် Mercedes ကလက်ရှိဘောလုံးရာသီမှာပေးကို40ကိုတရှိသွားခဲ့ပြီးကွာဒီယိုလာအတွက် Mercedes ကိုတောင်းရကန်တွေ့ခဲ့ပြီးရဲ့နောက်ပိုင်းဂိုးများဆုံးပေးရတဲ့ဘောလုံးရာသီအဖြစ်နဲ့မှတ်တမ်းဝင်သွားခဲ့တာပါ။ ။ဒါအပြင်ဂွာဒီယိုလာအတွက်လည်းထိတဲ့တင်းညွကန်နေပြီးနောက်ပိုင်းဂိုးများဆုံးပေးရတဲ့ရာသီဖြစ်ပါမှတ်တမ်းဝင်ခဲ့ပါတယ်။မက်ဆီဒီသည်ရှမ်ပီယံဖြစ်ဖို့အတွက်မျှော်လင့်ချက်ကိုစုံစမ်းဖြစ်တယ်လို့ရှမ်ပီယံလေးဝင်ဝင်ရဖို့အတွက်ရှယ်စီညူကာဆန်ပရိုက်တန်ဗီလာအုံနဲ့အသေးအသေးပြန်ဆိုင်ရမယ့်အနေထားရောက်ရှိနေပါတယ်။ဂွာဒီယိုလာကပရိုက်တန်နဲ့တည်ကြခဲ့တဲ့ပွဲမှာကွင်းလန်တိုင်အဆုံးမြတ်တချို့ဟာအားအသင့်ဝင်ဖြစ်ခဲ့ပြီးရောထိုက်တဲ့နေရာလည်းမဟုတ်ဘူးလို့ပြောကြခဲ့ရလို့သိရပါတယ်။ဒီသတင်းကိုတော့ညင်ကြအောင်ပေးဖို့လာပါ။